င်းဆက်ပေးမယ့်သတင်းကတော့ပနတီနှစ်ကြိမ်တွဲတော်လဲဟာလန်ဟက်ထွက်သင်းယူနေတဲ့သတင်းပဲဖြစ်ပါတယ်။မက်ဆီဒီတိုက်စစ်မှုဟာလန်ဟာနော်ဝေကအစ္စရေးကို၅ဂိုးကုမရှိနဲ့အနိုင်ရခဲ့တဲ့ကမ္ဘာဖလားချစ်စစ်ပွဲစဉ်မှာ ပနတီနှစ်ကြိမ်တွဲချော်ခဲ့ပေမဲ့ဟက်ထွက်သင်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။ ပွဲစဉ်6မိနစ်မှာနော်ဝေးပနယ်တီကန်ခွင့်ရခဲ့တာကိုဟာလန်ကကန်ခဲ့တာဖြစ်ပြီးပထမတစ်ချိန်မှာအစ္စရေးကိုယ်တမဒန်နီရက်ဘီရဲရဲ့ဘက်ဘက်ကိုကန်ခဲ့ရမှာဒန်နီရက်ဘီရကကာကွယ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ကွန်းတဲ့တိုင်ကဒန်နီရက်ဘူရာဟာဟာလန်ပကံကဂိုးစင်းနဲ့လွတ်သွားတယ်ဆိုပြီးဒုတိယအကြိမ်ပြန်ကန်ခိုင်းခဲ့တာဖြစ်ပါတယ်။ဒုတိယအကြိမ်မှာဟာလန်ကဒန်နီရက်ဘူရာရဲ့ညာဘက်ကိုကန်ခဲ့ရမှာလေဒန်နီရက်ဘူရာကကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ဟာလန်ဟာပွဲစဉ်28မိနစ်63မိနစ်နဲ့82မိနစ်တွင်မှသုံးဂိုးသွင်းပြီးဟက်ထရစ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ဟက်ထရစ်သွင်းနိုင်ခဲ့တာကြောင့်ဟာလန်ဟာနော်ဝေးအတွက်46ပွဲကစားပြီးဂိုး90ကျော်သွင်းနိုင်တဲ့ရသမာအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ နော်ဝေဟာကမ္ဘာဗလားချစ်စစ်ပွဲတွေမှာလည်း1998ခုနှစ်နောက်ပိုင်းမှာပထမဆုံးအကြိမ်ချစ်စစ်ပွဲအောင်မှုအလားအလာကောင်းသွားခဲ့ရလို့သိရပါတယ်ရှင်။ဒီသတင်းကိုတော့ညီချက်အောင်ကပေးပို့လာတာပါ။